အားလုံးပဲမင်္ဂလာပါကျမတို့ 0BW CL ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျမနဲ့အတူကျမရဲ့တငယ်ချင်း 3NYG တို့ကနေပြီးတော့လူခန္ဓာကိုဖြစ်တင်စားတဲ့ဥပစာနဲ့အခြားအရာဝတ္ထုအစိတ်ပိုင်းတွေရဲ့အမည်တွေနဲ့တင်စားထားတဲ့ဥပစာ၃မျိုးကြီးအကြောင်းလေ့လာတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီပြန်လေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရယ်နော် ဆိုတော့ပထမအဦးဆုံးအနေနဲ့ဥပဇာဆိုတာပါလေဥပဇာဆိုတာကတော့ဥပဇာရာဆိုရဲပါဏိစကားအနေစဉ်သက်လာပြီးတော့တင်စားသောစကားလို့အိပ်ပေးရပါတယ်အရေးနေစဉ်ပြောဆိုသုံးနှုန်းနေလေးရှိတဲ့ဥပဇာစကားတွေထဲမှာလူခန္ဓာကိုပြတင်စားသောဥပစာအသုံးနှုန်းအချို့နဲ့အခြားရာဝတ္ထုအစိပ်ပိုင်းတွေရဲ့အမည်နဲ့တင်စားသော ဥပစာသုံးနှုန်းဆိုတဲ့ဥပစာအမျိုးအစားနှစ်မျိုးကို လေ့လာတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်ပရမအုံးဆုံးအနေနဲ့ပြောရမယ်ဆိုရင်လူခန္ဓာကိုယ်ရှိဥကောင်အခြေပြုပြီးတော့အိမ်ခေါင်းရင်ပလက်ခေါင်းကားခေါင်းစတဲ့စကလုံးတွေပေါပေါလာခဲ့ပါတယ်။အဲ့ဒီလိုမျိုးပဲလူခန္ဓာကိုယ်ဖြစ်တင်စားတဲ့ဥပစာတွေအားဆိုရင်လည်းခန္ဓာကိုယ်မှာရှိတဲ့အစိတ်ပိုင်းတွေကိုခြေပြုပြီးတော့ဥပစာသုံးလုံးတွေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကျမတို့တွေတော်တော်များများကြားပူလေးရှိတဲ့သာသမီမကောင်းမိဘကောင်းပြည့်မကောင်းဆရာကောင်းဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။အဲ့ဒီစကားမှာဆိုရင်သာသမီတွေတပြည့်တွေမလိမ္မာဘူးဆိုရင်မိဘဆရာဆရာမတွေရဲ့တော်ဝန်ဝတရားပြက်ကွက်မှုသာဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပြီးတော့မိဘဆရာဆရာမတွေအပေါ်အပြစ်ပုံချထားခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့တော်ဝန်ဝတရားကိုဥကောင်းဆိုတဲ့စကားကနေ ကောင်းဆိုတဲ့စကားလုံးကိုယူပြီးတော့တုံတုံတင်စားထားတာပဲဖြစ်ပါတယ်။အခြားသောလူခန္ဓာကိုယ်ဖြစ်တင်စားထားတဲ့ဥပစာအုံလုံးချို့ပြုတ်ပတ်ရမယ်ဆိုရင်တော့မျက်နှာကိုအခြေပြုပြီးတော့လူတွေရဲ့ချက်ကဲနှစ်သက်ချင်းခံရတာကိုမျက်နှာပွင့်တယ်။ခင်မင်ရင်းနှီးမှုတွေပြပြားသွားတာမျိုးမျက်နှာပြက်ရတယ်။တောင်ဝုတ်တရားမှရှောင်ပယ်သွားတာကိုမျက်နှလွဲခေပြစ်လုပ်လိုက်တယ်။ နောက်တစ်ခုကတော့မျက်စိနားနှာခေါင်းတွေကိုအခြေပြုပြီးတော့အတိညာဘုဒ္ဓကျဲပြစီတာကိုမျက်စိပွင့်နားပွေဖြစ်တယ်။တစုံတစ်ခုကိုရှင်းရှင်းလင်းလင်းသိရှိသွားတာကိုနားလည်တယ်။တစုံတစ်ခုကိုသဘောမကျတာမျိုးဆိုရင်နှာခေါင်းရှုပ်တယ်။တစုံတစ်ခုကိုနားမလည်ပဲရှုပ်တွေးသွားတာမျိုးဆိုရင်မျက်စိလည်နောက်ထပ်အနေနဲ့လက်ချောင်းတွေကိုအခြေပြုပြီးရဲ့တုံတုံနဲ့ဥပစာအချို့ကတော့မျောလိချက်ကင်းမဲ့နေတာကိုလက်မှိုင်းချတယ် အရှုံးပေးလိုက်တာကိုလက်လျှော့လိုက်တယ်။ဂုံယူဝတ်ကြတာကိုလက်မထောင်နိုင်တယ်။ခြေတော့ကိုအခြေပြုပြီးတော့တစုံတစ်ခုရဲ့လုပ်ငန်းဆောင်ရွက်မှုအချင်းလေးတွေပျက်စီးလာနေပြီဆိုရင်ခြေလန်းပြက်နေရဲ့တစုံတစ်ခုကိုလှုပ်ဆောင်ရန်ကြံစည်နေပြီဆိုရင်တော့ခြေလန်းပြင်နေရဲ့တစုံတစ်ခုကိုအ мян ပြည့်စည်အောင်အာဂုံထုတ်ပြုလုပ်နေပြီဆိုရင်တော့ခြေကုံတော့လှုပ်ဆောင်နေရတယ်။စသဖြင့်တင်စားတုံုံတက်ကြပါတယ်။ ဒါဆိုရင်တော့လူခန္ဓာကိုယ်ဖြစ် သုံးလို့ရတဲ့ဥပစာအကြောင်းကိုနားလည်ရှင်းလင်းသွားပြီးတော့မိမိကိုယ်တိုင်အသုံးပြုမိနေရတွေကိုလည်းတတိထားမိသွားမယ်လို့မျှော်လင့်မိပါတယ်။ဆိုတော့နောက်ထပ်အနေနဲ့အစာရောင်တို့အစိပ်ပိုင်းတွေရဲ့အမိတွေနဲ့တင်စားထားတဲ့ဥပစာသုံးလို့ရကြအောင်တော့သတိအင်းဝိုင်းကြီးရနေပြီးတော့ဆက်လက်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ 3EN YJ ပဲဖြစ်ပါတယ်။ ကျွန်တော်ခုဆက်ပြီးရှင်းလင်းတင်ပြသွားမှာတော့ဒီစိမ့်နံပါတ်၄ရဲ့ဒုတိယအပိုင်းဖြစ်တဲ့ဒုက္ခနာကူနဲ့တင်စားတဲ့ဥပစာအသုံးနှုန်းတွေအပြင်ကိုအဲတခြားအရာဝတ္ထုအစိတ်ပိုင်းတွေအမိဖြစ်တင်စားတဲ့ဥပစာအသုံးနှုန်းတွေအဆက်လက်ပြောပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒုက္ခခန္ဓာအစိတ်ပိုင်းအမိတွေကိုတခြားအရာတွေအတွက်တင်စားပြီးတော့သုံးလိုမျိုးပဲဒီအခြားအရာဝတ္ထုတွေအမိကိုလည်း လူခဏကိုအစိပ်ပိုင်းအပြည့်အဖြစ်တင်စားပြီးသုံးလေးရှိကြပါတယ်။ဥမာအနေနဲ့ပြောရမယ်ဆိုရင်တစ်ပေကတည့်ရွက်နဲ့တူတဲ့လူခဏကိုအစိပ်ပိုင်းတည့်ရွက်လို့တင်စားပြီးခေါ်ဝေါ်ကြပါတယ်။တစ်ပေမှာရှိတဲ့ဒီတတိသေးမှာရှိတဲ့အတွင်းသားတွေကို ကာကွယ်ဖို့ထားပြီးရဲ့အခွန်နဲ့တူတဲ့လူခဏကိုအစိပ်ပိုင်းကိုလည်းဥကောင်းခွန်လို့တင်စားခေါ်ဝေါ်လေးရှိပါတယ်။အာနောက်ပြီးတော့ဒီငါ့ရဲ့အမွေးအမြင်တွေနဲ့ဖုံးအုပ်ထားပြီးဒီ ကော့နေတဲ့အတောင်ပံနေတဲ့တူတဲ့လူခဏကိုအစိပ်ပိုင်းကိုမျက်တောင်လိုနဲ့တင်စားပြီးခေါ်ပေါ်ကြပါလေ။အာပြီးတော့နောက်တစ်ခုကကျတော့ဒီတစ်ပင်ရှိတည့်ရွက်ကအကျော်လေးတွေနဲ့တူတဲ့လူခဏကိုမရှိတဲ့အစိပ်ပိုင်းကိုသွေးကြောလိုတင်စားခေါ်ပေါ်ကြပါလေ။ဒါကတော့တခြားအရာဝတ္ထုတွေဒီအစိပ်ပိုင်းအမည်တွေတင်စားထားတဲ့ဥပစာအသုံးအနှုန်းအချို့ပဲဖြစ်ပါလေ။ဒါဆိုရင်တော့ဥပစာမျိုးစားရဲ့အခြေခံမှာ ကျွန်တော်တို့ရှင်းပြသွားတဲ့လူခဏကိုလည်းတင်စားတဲ့ဥပဥပစာအသုံးလုံးတဲ့ဒီအခြားအရာဝတ္ထုအစိပ်ပိုင်းရဲ့အမိတွေဖြစ်တင်စားအသုံးလုံးတဲ့ဥပစာအသုံးလုံးတွေကိုအားလုံးနားလည်ကြလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဆုံးထိတားထောင်ပြရတော့လေကျေးဇူးများကြီးတင်ပါတယ်။